င်္ဂလာပါမင်္ဂလာပါဒီဗီဒီယိုလေးကိုဒါသာစကားလေးနည်းနည်းပြောကြရရှိလို့တင်လိုက်ပါတော့ like လို့ရင်လည်း like ထဲမှာပြောအောင်ပါပေါ့เนาะဟောဒါရရဒါရကဒါရရဲ့ဒီ channel လေးတွေမှာဒါရ stainless steel ရဲ့နောက်ကြောက်စင်းရဲ့တခြားကြောက်လေးတွေရောက်มาတယ်เนาะ အဲလိုက်လွင်ပြီးတော့လဲဒရာရောင်းနေပေါ့เนาะတကယ်လို့ဒရာပုံနေနဲ့ဒရာပုံကိုအတုလုပ်ပြီးတော့မှရောင်းနေ page တွေ channel တွေရှိရဆိုရင်လည်းတတိထားဖို့တခါလေးပြောပြရစီเนาะတခါလေးပြောပြရစီဆိုတော့ဟိုခုရှုပ်မှနောင်ရှင်းပေါ့เนาะဘာလို့ပြောထားလဲဆိုတော့ဒရာဒီဒရာဝင်းဒီမှာ20 27k အဲ့ဒီ channel တခုတည်းပဲတုံးတယ်เนาะ YouTube မှာလေး YouTube မှာတုံးတယ်နောက်တစ်ခုကကြတော့တရားရဲ့ညီမလေးကထိတ်ထိတ်လေး YouTube channel လေးတုံးတယ်ပေါ့နော်အဲ့တော့ဆိုရဲခါကျတော့တကယ်လို့တရားရှယ်ယာနေဝယ်တယ်ဓာတ်ပုံတွေတွေ့ရဲဆိုတိုင်းလဲဟိုမှဖြစ်ဘူးတရားတရားရဲ့နာမည်တတ်ထားတာဝင်းဆိုပြီးတော့နာမည်ရေးထားတယ်เนาะအဲ့ရ short video တွေမှာလည်းတတ်ထားတယ်တချို့ကကြတော့တရားကဒီဟိုဟာတွေတင်တဲ့ခါကျတော့လေစိတ်ပြီးယူရောက်တာပြဿနာမရှိဘူးเนาะ စေပြီးတော့မှဒရရဲ့ပုံလေးကိုစေပြီးယူရောက်တာပြဿနာမရှိဘူးစေပြီးယူရောက်တဲ့လူတွေဒရဈေးဘာဖြစ်လို့မတင်ဦးလဲဈေးဘာဖြစ်လို့မတင်ဦးလဲဆိုတော့တချို့သူလေးတွေကကြာဒီပုံလေးတွေကိုစေပြီးတော့မှယူရောက်တဲ့သူလေးတွေရှိရပေါ့နော်စေပြီးယူရောက်တာပြဿနာမရှိဘူးယူရောက်တဲ့အခါကြလို့ရှိလို့ရှိရင်ဒီအရာတွေကိုဆိုးအောင်ဆိုလဲတကောင်းကုံသွားပြီဆိုရင်ဆိုးအောင်ပြန်တယ်ပေါ့တကယ်လို့ယူရောက်တဲ့သူတွေလည်းတတိထားစေခြင်းနဲ့ပေါ့နော် တရားဒီဗီဒီယိုထားလိုက်တင်ထားဆိုတော့တကယ်လို့ယူရောက်နေဆိုရင်လေကိုပါနေကိုရောင်းပြီးလို့ရှိရင်တရားကိုလာပြန်ပြောပါအောင်ဘယ်လိုလဲဆိုတဲ့အခါကျတော့တရားဒီမှာနည်းနည်းအတုတော်ကြ channel အတုတွေနောက်ပြီးကြရင်လူလိန်နေတွေးပါဆုံးလို့ပေါ့နော်ကြိုပြီးတော့ပြောရတာဘလို့နီးနဲ့လိန်မန်းတော့မသိဘူးလူလိန်နေဆိုတာကအမြဲတမ်းကြည်နေတဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကြိုပြီးပြောထားရခြင်းဖြစ်တယ်အခုတော့တယောက်မှမပါသေးဘူးတယောက်မှမပါသေးဘူးဒါပြောတာမရှိသေးဘူးဒါပေမဲ့ သူများတွေလင်ခံရတာတွေရှိနေတယ်။နောက်တစ်ခုတရာတိ262133လုံး662နံပါတ်တစ်ခုတည်းကိုပဲဒီအလုပ်လုပ်တယ်ပေါ့နော်။ Viber ဆိုရင်လည်း262133လုံး662တစ်လုံးနဲ့ကိုပဲအလုပ်လုပ်တယ်။အဲ့တော့အခါကျတော့ကျစ်သူလေးတို့ကတရာဟုတ်လားမဟုတ်လားဆိုတာဖုန်းနံပါတ်နဲ့ကြည့်ပါ။ငါဒီဗီဒီယိုဖိုင်ကိုကြိုတင်ထားတယ်မဖြစ်သေးဘူးမဖြစ်သေးဘူးဖြစ်မှာဆိုလို့ကြိုတင်ထားတယ် ဒါကအောင်မြင်လေးရလည်းမဟုတ်ဘူးဒါကလည်းပုံမှန်ပဲကိုပါကူပုံမှန်ပဲဈေးရောက်နေရပဲပုံမှန်ဈေးရောက်နေတယ်ဆိုပေမဲ့တိုက်ခတ်ခြင်းတဲ့သူတွေဒုက္ခပေးခြင်းတဲ့သူတွေကစီလို့အပေါက်ရှာပြီးဘယ်နေရာကပေါ်လာမှန်းသိတာမဟုတ်ဘူးအဲ့တဲ့ကြောင့်မလို့ဒါကဒီဗီဒီယိုဖိုင်ကိုကြိုတင်လာရတယ်နော်ကြိုတင်ထားတယ်ဖြစ်လာတော့မှဘာတို့ညာတို့ပြောနေကိုဒေါသနဲ့ကိုပဲကိုလောဘနဲ့ကိုပဲနော်ကိုလောဘနဲ့ကိုပဲကိုဒေါသနဲ့ကိုပဲနောက်တစ်ခုချက်တူလေးတို့အလိမ်မခံရအောင်ဒါပြောပြီးသား ရိုက်ရဲ့ဒါတို့ live လွှင့်ထားတယ်ဆိုတဲ့ဟာတွေကို copy ယူပြီးတော့ live ပြန်လွှင့်လို့ရတယ်အဲ့တော့ live လွှင့်ထားတယ်ဆိုလို့ရှိရင် copy ယူပြီး live ပြန်လွှင့်လို့ရတယ်ဆိုရင်စဉ်းစားအခုဒါတို့ဟာ live live လွှင့်ပြီဆိုလို့ရှိရင် အောက်မှာဒဒါဝင်းပင်နံပါတ်နဲ့ Gmail နံပါတ်နဲ့တခါလေးတင်လာပြီးလို့ရှင်ဘေးမှာ Viber ဆိုပင်ထောက်တာလေခိုးပြီးလွှင့်နေသူတွေကအဲ့ဒီဖုန်းနံပါတ်ပင်ထောက်လို့မရဘူးเนาะ ပြန်ပွားပြီးလို့နောက်တစ်ချက်အဲဒါတို့အခုအခုထားပါတော့အခုရောင်းနေတယ်ဆိုတဲ့ဟာလေးထဲမှာချော်ခွက်ပြီးမေးကြည့်လိုက်ပြန်ဖြေလာတော့ထတယ်မလားဥပမာอืมจောက်တွေရောင်းနေတဲ့အချိန်မှာကန်စော်စီရှိလားတော့နောက်လို့ဆိုဒါတို့ဒီ like တွေထဲမှာပြောနေတဲ့စကားမဟုတ်တဲ့တခွန်းတလေပြောကြည့်လိုက်ထတယ်မလားအဟိုကအစိမ့်ပြနေတဲ့အချိန်မှာအနီးရှိလားပေါ့စသဖြင့်ပေါ့နော်မတူလားတို့တစ်ချက်မေးကြည့်လိုက်ဒါတတိထားမယ်ချက် ပြန်မဖြေဘူးဆိုရင်အဲ့ဒါပွားထားတာ like ဒါတိုင်းဆိုလို့ရှိရင်ချက်သူလေးတို့ရေးတဲ့မန်တိုင်းကိုဒါလာတို့ကမြင်ရတယ်မြင်ရတဲ့အတွက်ဒါလာတို့ကပြန်ဖြေတယ်ပစ္စည်းလည်းပြန်ပြပေးတယ်တကယ်လို့ stainless steel ဆိုရင်အမ stainless steel ရဲ့ဘယ်နည်းဘယ်နည်းရတော့ဟိုကပြမယ်ဆိုပြီးပြန်ပြောတယ် copy ပွားထားတဲ့ light တွေမှာအဲ့ဒီလိုပြန်ပြောလို့မရဘူးဒါသာပြောတဲ့စကားပဲတတ်တတ်မှတ်သေးပဲသွားနေမှာပဲ เนาะဝင်ချင်းတဲ့သူတို့ဒါတခါလေးပြောပြရစီအဲ့တော့နောက်နောင်ကိုဂယူဆိုင်ပါဘယ်သူများတကဒရာမမဟုတ်ဘူးတခြားပေါ့နော်ဈေးဝင်မယ်ဆိုရင်လည်းတခြားပစ္စည်းဝင်မယ်ဆိုရင်လည်းကိုယ်မှန်နေမှာမေးလို့ရှိလို့ရှိရင်ဖုန်းနံပါတ်ချပေးတယ်ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်ရဲ့ဘိုက်ဘောက်တိချလေးတော့မေးပါပေါ့နော်မေးပါအိမ်အောင်ငွေချေနဲ့ဝယ်ပါအိမ်အောင်ငွေချေရမှာပဲတိချလေးဝယ်ဒါမဲ့ဟိုပေါ့ သူ့မှာလည်း system တစ်မျိုးရှိရဲ့ဘလို့ပုံစံရှိလဲပေါ့ဒါသာကဒရိုင်းရဲ့ဆိုင်လိပ်စာအတိအကျတင်ထားတယ်တကယ်လို့လိန်ဂျင်တဲ့သူကဥမာဒရိုင်းရဲ့ channel ကိုပေးကိုပွားကျင်တဲ့သူကဒါဆိုင်လိပ်စာပါအတိအကျသူကတင်ကျင်တင်ထားမှာသတိထားမှာနော်သတိထားဖို့ပြောပြရဲဒါပေမဲ့ဖုန်းနံပါတ်တီမတူနိုင်ဘူးအဲ့ဒီအတိုင်းတင်မယ်ဆိုလို့ရှိရင်ဒရိုင်းရဲ့ဖုန်းနံပါတ်ကဒါရှိပဲရောက်လာမှာပေါ့ဝယ်တယ်ဆိုလို့ရှိရင်လည်းဒရိုင်းရှိပဲဖုန်းလာမှာပေါ့ Viber ဆိုလည်းဒရိုင်းရှိပဲရောက်လာမှာပါ ီရဲ့ YouTube မှာကြာ channel နေရာနဲ့မတူတာတော့အဲ့လိုရှိရပေါ့ဟိုဘာလို့လဲဆိုတော့ pay messenger ကိုမတော့အောင်လေနော် application ကဒီ Viber ဖုန်းနံပါတ်တခုတည်းကိုပဲတွေ့ရတာဆိုတော့အဲ့ရဒရားရဲ့ဒီဖုန်းနံပါတ်လေးကိုမှတ်ထားပါတခြားပိတ်တွေကိုဝယ်မယ်ဆိုလို့ရှိရင်လည်းဖုန်းနံပါတ်လေးသိချသွားပါနောက်တစ်ခုနောက်တစ်ခုပုံပေါ့နော် ပုံရိုက်ပြီးတော့မှတင်ထားတယ် short video တင်ထားမယ်ရိုးရိုး video တင်ထားမယ်ဟုတ်ပြီတင်ထားပြီ Viber ကိုသွားမိတဲ့အခါကျလို့ရှိရင်ကိုတကယ်ဝယ်တော့မယ်ဆိုရင် ရိုက်ထားပြီးသားပုံမို့ပဲနဲ့ဒါလေးပြပေးပါဆိုလက်ပေါ်မှာတည်တည်ရှိရှိကြည့်ပါဒီမှာကျမလက်ဒီမှာကျမလက်ကျမရဲ့လက်ကိုသေချာမှတ်ထားပါအောင်နော်တခြားလူတွေရှိလဲအဲ့လိုပဲအပြင်လက်ပေါ်မှာရိုက်ထားတဲ့ပုံဆိုရှိရဒီရဲ့ဗရံရတနာရိုက်ပြီးသားပုံကိုပဲပြန်ပို့တယ်ဒီအခု post တင်ထားတဲ့ပုံကိုပဲပြန်ပို့တယ်ဆိုတော့မဟုတ်သေးဘူးဒါဆိုဗီဒီယိုဖိုင်တောင်းအလှရိုက်ထားတဲ့ပုံလေးကိုမမတ်နဲ့ချစ်သူလေးတို့လက်ပေါ်မှာတည်တည်ချာချာလေးထားပါ ဒါလားဆိုရင်ဆိုင်ရောက်ရင်ဆိုင်တဲ့နေရာမှာဂျုံတဲ့နေရာမှာရိုက်ကြတယ်အိမ်ရောက်ရင်အိမ်ရောက်အိမ်မိုးလို့အိမ်ကြီးရိုက်မှန်ရပုံစံတွေရဲ့အနေထားတွေကွဲလွဲမှုတွေရှိရဲ့အဲ့လိုရိုက်ပေးတဲ့ဗီဒီယိုဖိုင်လေးကိုသိချာကြည့်ကြောက်တယ်ဝယ်တာဘာမှအထဲဝစားဝယ်တာတော့ပြဿနာမရှိဘူးသူတို့ကရိုက်ပေးလေရိုက်ပေးတာမရှိကြောက်မှာကတော့ဗီဒီယိုဖိုင်တောင်းကြည့်ပါကြောက်ကိုဝယ်တော့မယ်ဆိုမှ၄-၅000နဲ့ပဲဖြစ်ဖြစ်ပုံပုံဆိုတာဒီ post တင်ထားတဲ့ပုံမဟုတ်ဘူးအပြင်ပုံလေးပြပေးပါဒီလိုပြော ဟိုကိုကလို့ဘယ်လိုပြောပြမလဲကိုရဲ့စအပြင်ပုံလေးပြပေးပါဆိုလို့ရှင်ကျင်းနေတဲ့သူသည်အပြင်ရိုက်ထားတဲ့လက်နဲ့အပြင်ရိုက်ထားတဲ့ပုံကတမျိုးရှိရမယ်ဒါတို့မီးနဲ့ဒီပုံ posting နဲ့ဆိုလို့ရှင်တော့နည်းနည်းပိုလှအောင်ရိုက်တယ်ပေါ်လာအောင်ဆိုလို့ရှိရင်မီးလေးနဲ့နားကပ်ပြီးရိုက်ပြီးဟိုဒါမျိုးရေအောက်က decoration တွေချိန်ပြီးလှနေအောင်ရိုက်ကြမယ်လေနော် posting လာဆိုတော့နည်းနည်းလေးပို့လှတာပေါ့အပြင်ပုံလေးကြည့်ခြင်းနဲ့အပြင်ဟာလေးတစ်ချက်လောက်ပြပါဆိုလို့ရှိရင်အပြင်ရိုက်ထားတဲ့ပုံတစ်ပုံတော့ရှိရမယ် ါတရားလို့ပြောပြရအောင်ဘာလို့ဆိုတော့အရှိကမေးထားတဲ့သူရှင်အပြင်ရိုက်ထားတဲ့ပုံလက်ပုံမှာရိုက်ထားတဲ့ပုံရှိမရှိရင်တော့ထရိုက်ပဲအဲ့လိုတစ်ခါလေးကြလို့ရှိရင်တချို့ချစ်သူလေးဆိုတာပုံအောင်မပြမိဘူးဒါမှအားလို့ဆိုလို့ရှိရင်အားပြီဆိုရင်ဒါပုံလေးပို့ပြတချို့ ware ဆိုမှောင်နေတယ်တချို့ ware လည်းလင်းနေတယ်အဲ့ဒါကသာလင်းအခုဒီလုပ်ကိုတကယ်လုပ်ပြီးတော့ဒါနဲ့ကိုနဲ့ပစ္စည်းနဲ့ရှိနေပြီးသားတချို့ကကြတော့ပုံလေးတွေကိုယူရောင်းပြီးတော့မှရောင်းတဲ့တစားရှိရပေါ့နော်အဲ့လိုတစားဆိုလို့ရှိရင်လည်း အဲ့ဒီဘက်ကလူတွေကလည်းသူသူရှိရအမခန့်ချက်ကဘယ်လိုပုံစံလာလဲဆိုတော့တေချာလေးလာပါတရားမှာဝင်မမဟုတ်ဘယ်မှာပဲဝင်ဝင်အတူတူပဲတရားဝင်လဲတရားတီလို့ပဲဘုန်းကြီးချက်လောက်ပြပေးပါကြောက်ဝင်တာလေနောက်ဟိုဘလို့တန်မိုးပဲရှိ9000နန်အစဝင်တော့မှတရားကဘိုင်ဘာကိုလာခဲ့ဆိုရတားရှိရဝယ်ဘူးတဲ့သူတိုင်းသိတယ်ဘိုင်ဘာကိုဘာလို့လာရတာလဲဘိုင်ဘာမှာရိုက်ရောက်မှုမဟုတ်ဘူးဘိုင်ဘာကိုလာရဆိုအခုချစ်သူလေးတို့ကလိုက်ထရပဲជីជីဒီဟွာတွေကပဲជីជី ပုံလေးနဲ့မေးတယ်ဆိုရင်အပြင်ပုံးဆိုတာကြည့်ရမယ်ဘာလို့လဲဆိုတော့စစ်သူလေးတို့လက်ထဲရောက်တဲ့ like ဓာတ်ပုံ post တင်တာကကျတော့နည်းနည်းလေးပိုလှမီးအလင်းရောင်အောင်မှာရိုက်မှာမလှလို့ရှင်ဘယ်သူကကြည့်မှာလဲနော်အဲ့တဲ့ခါကျတော့မီးအလင်းလေးနဲ့ lighting လေးနဲ့ပုံပန်းတဲ့ပုံချပန်းချဒါပေမဲ့ဒါတာကလေဒီပုံရိုက်တဲ့ထဲမှာဒါတာကျုံးသလိုရိုက်ဆုံးလို့ပြောလို့ရတယ်ဒါတာအဆင်ပြေသလိုရိုက်လိုက်တာ တိတ်ပြီးလှနေအောင်ရိုက်မယ်ဒါတောင်မှတစ်ခါလေးကြောက်လို့ရှင်လိုက်တယ်မတူလို့ရှင်လှချင်တဲ့ဟာတွေလှသွားအဲ့တော့အပြင်ကလာဆိုတာကြည့်ရမယ်ကြည့်ပြီးတဲ့အခါကျတော့မှစဉ်းစားပြီးတော့ဝယ်ပေါ့နော်ဒါဒါရှိမှဝယ်ရင်တော့ဒီဗီဒီယိုဖိုင်လေးနဲ့တစ်ခါတည်းပြောပြရစီဒါဒါရှိမှဝယ်ရင်တော့ရိုးရိုးပုံမှန်ဝယ်တဲ့သူတွေကဒလီကကြိုလွှဲရတယ်အစ်စ်တွေအကုန်လုံးနံပါတ်၁ချက်ဒလီကကြိုလွှဲရတယ်ဒလီက4000ကျမလား4500ကျမလား5000ကျမလား6000တောင်ကျမလား8000တောင်ဘလောက်ကျမလဲမသိဘူး delivery ကကြိုလွှဲရမယ် အဲ့ဒီအချက်တော့ဒါလားအခုစီးမြင်းထုတ်တယ်အရင်တော့ကတော့ဒါလားဒလီကကြုံမှုလဲခံအိမ်ရောက်ဝေချင်နေပို့တာကန်ဆယ်တွေများလာတဲ့ခါကျတော့ဒလီကကြုံလွဲခံရအစ်စ်တည်းတခါဝယ်ဘူးသွားပြီဆိုဒလီကကြုံလွဲစရာမလိုတခါဝယ်ဘူးသွားပြီဆိုနောက်တစ်ချက်ဒါလားဒီ Ryan Deli နဲ့ပို့တာဖြစ်တဲ့ Ryan Deli ဒီနှစ်သိန်းအထိပဲဝေအမောင်းနှစ်သိန်းအထိပဲပစ္စည်းအပြောက်ဆုံးအပြည့်စီကိုရောပေးတယ် နှစ်သိန်းကျော်ရင်လည်းနှစ်သိန်းထိရောက်ပြီးတယ်နှစ်သိန်းအောက်ဆိုရင်တန်ဖိုးတိုင်းရောက်ပြီးတယ်သူရဲ့ငွေရမောင်းရေးတာအဲ့တော့တရာသည်တစ္စည်းသည်နှစ်သိန်းထိပဲတရာလက်ခံပြီးပို့တယ်နှစ်သိန်းကျော်ရင်တရာကိုကြိုးလွှဲရပါတယ်ဒါကတရာဗီဒီယိုဖိုင်နဲ့တက်ခါတဲ့တက်ရဝင်ဒီဗီဒီယိုဖိုင်လေးကိုကြောင်းညာထားတယ်နောက်ထပ်တရာကိုဝယ်ဖို့လေးလာနေတဲ့သူတွေတရာဘလို့မှမသိလို့ဝယ်ဖို့အတွက်ကိုစဉ်းစားနေတဲ့သူတွေရှိရဆိုတော့ဗီဒီယိုဖိုင်လေးကိုတက်ချာကြည့်သွားလိုက်နော် အဒလီကားတွေရဲ့နောက်ဒီ channel အတုတွေပေါ်လာခဲ့လို့ရှိရင်ပေါ့နော်အဲဘယ်လိုပြောမလဲကိုလေးလာစမ်းသစ်ပြီးတော့မှယုံဖို့အတွက်ဒါဒါဒီ video file လေးနဲ့တစ်ခါလေးပြောလိုက်တယ်နောက်တစ်ချက်မှလက်သိန်း3သိန်းဖြစ်သွားပြီဆိုရင်ချစ်သူလေးတို့တော့1သိန်းကျုပ်လွှတ်ရပါမယ်เนาะကျန်တဲ့2သိန်းနဲ့ဒလီကားနဲ့အရောက်ငွေချေပြန်ပို့ပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီ2သိန်းနဲ့ဒလီကားနဲ့ဘာလို့ပဲလဲဆိုတော့လမ်းမှာတစ်စုံတစ်ခုဖြစ်ရင် နှစ်သိန်းပဲအရောပြန်ရမှာအဲ့တည်းကြောင့်ချစ်သူလေးကဒါကိုတသိန်းပေးထားတဲ့အတွက်သူတို့ကုမ္ပဏီကဒါကိုနှစ်သိန်းပြန်ရော်ရဲဆိုရင်တစုံတစ်ခုဖြစ်အောင်တော့ဒါကချစ်သူလေးတို့ပစ္စည်းပြန်ရော်ပေးပေးငွေပဲပြန်အံပြန်အံဒါကမှလုံးလို့ရတယ်လုံးဝမပလုံသွားဘူးเนาะအဲ့တည်းချစ်သူလေးတို့ကယုံယုံကြည်ကြည်နဲ့ဒါကိုအားပေးလို့ရပါတယ်ဒါကတော့ဒါကတော့ကိုကိုကိုအာမခံချက်ပြီးပေါ့เนาะအလို့ဆိုအဲ့ဒီရဲ့ဒီရဲ့ဒလီရဲ့ရိုင်းရဲ့ဒလီမှာဒါကရဲ့လိပ်စာဖုန်းနံပါတ်ပါပါတယ်သိချာကြည့်ကြည့်ပါ ဒါတို့ဒီ royalty နဲ့ဒါတို့ကစာချုပ်ချုပ်ထားတာဖြစ်တဲ့အတွက်လိန်လို့မရပါဘူး။ကျမရှိကိုတန်းလိုက်လို့ရပါလေရှင်။နောက်တစ်ခုအဲငွေလွှဲပြီးတော့တန်းဘလော့တယ်လို့ဘာတို့ညာတို့တွေတွေးကောင်းတွေးမယ်ပေါ့နော်။ငွေလွှဲပြီးတန်းဘလော့ရအောင်သူ့သူလေးတို့ဝင်မှာသားပါတော့၃သိန်းတန်းလား။တနေ့ကိုရောက်ဘလောက်ဝင်မှာ delivery ကရတာနိုင်ပဲပေါ့။အဲ့လိုလုံးလို့မရပါဘူး။ဘာလို့လဲဆိုတော့ဒါသာလုံးနေတဲ့အလုပ်ရဲ့အုံနဲ့ချင်းနဲ့လုံးနေတာလေးကိုတစ်ချက် please နည်းနည်းလေးကြည့်ပါဦးเนาะဘာလို့လဲဆိုရင်အခါကျဒါဒါကစိုင်လိပ်စာအဲ့ဒါအပြည့်အစုံအမှန်အကန်တင်ထားတာဖြစ်တဲ့အတွက်ဘလို့ဘလို့မလဲဟုတ်တယ်เนาะအရင်ဆုံးစိုင်လိပ်စာဘယ်ချိန်မှဆိုလိုက်လာလို့ရအောင်ဒါကစိုင်လိပ်စာနေရာအတိအကျတင်ပေးထားတယ်ဘာကြောင့်လဲဆိုတော့တကယ်လို့ရှင်ကိုလဲစဉ်းစားလေကိုဝယ်မယ်ဆိုလို့ရှင် online ကရောင်းတာလားအပြင်မှာတကယ်ကိုဆိုင်ဖို့မိရောင်းတာလားဆိုတော့အတားချက်တွေအားနည်းချက်တွေတင်ထားပေး တော့ဒါရဲ့ဒီ channel လေးမှာဒါလိပ်စာနဲ့တကွာအတိအကျတင်ပေးထားတယ်။ check တဲ့အချိန်လာခဲ့။လာခဲ့ဆိုတာကတော့တခါတလေကြာရင်ဒါတို့ site မှာမရှိရဲ့အချိန်လေးရှိမယ်။အဲ့ဒါဆိုရင်ဖုန်းလေးဂျိုးဆက်ပြီးလာလာ။ဖုန်းအမြဲကင်နေ။တခါလေကြာရင်ညတနေ့နှစ်နေ့အထိတော့ကျမမဖြေရရဲစာ။အဲ့တော့တခါလေကြရင်လည်းဖုန်းကွန်တက်လေးမမီလို့တစ်ဖက်မှာလုံးလုံးနေလို့ဖုန်းလေးမကင်မိတာပဲရှိမှပြန်ကင်နေပြန်ခေါ်တယ် ဒါအဲ့အတွက်ကြောင့်မလို့သူသူလေးတို့အနေနဲ့ယုံကြည်စိတ်ချဆိုတော့ဝဲပါဒါပေမဲ့ငွေအမောင့်များတယ်ပစ္စည်းအခုရတခုထဲမှာ3သိန်းဖြစ်တသိန်းတော့ကျိုးလဲပြရမယ်2သိန်းနဲ့ဒလီကတော့အိမ်ရောက်ငွေချိန်နဲ့ပို့မှာအုတ်ပြီအားလုံးပေါင်း9သိန်းဖြစ်နေတယ်ဆိုဆိုကြပါစို့စုဝဲလိုက်တဲ့9သိန်း9သိန်းဆိုလို့ရှိလို့ရှင်ပစ္စည်းက2တုပ်ခွဲပို့လို့ရမလား3တုပ်ခွဲပို့လို့ရမလားဒါမှမဟုတ်ပစ္စည်းတခုတည်းက9သိန်းနဲ့ဖြစ်နေလား ဲ့ဒါဆိုလို့ရှိရင်တော့အ ਨੇ ဆုံးတရောက်တဝက်လွှဲပေးမှရမယ်2သိန်းခွဲ channel 2သိန်းခွဲတော့အိမ်ရောက်ငွေချင်တာ5သိန်းအမောင်းဆိုတရောက်ဒလီကမရှိတော့ဒလီ free နဲ့ပြောင်းတော့အဲ့ဒီလိုမျိုးအဲ့လိုမျိုးလုပ်ပေးပါတယ်အဲ့အတွက်ကြောင့်မလို့ဝယ်ပါနိုင်ငံခြားမှာတဲ့ချစ်သူလေးတွေစင်ကာပူထိုင်းစင်ကာပူမလေးဂျပန်တရုတ်ကိုရီးယားရုရှားအော်ဂျပန်တရုတ်ကိုရီးယားရုရှားရလာမြလာမင်းတို့လို့ဟောပြီးလို့ရှင်အ တော်တော်များများအိန္ဒိယအိုလန်ဒီအိုမန်ဒီယာเนาะဒီဒီဒီအိန္ဒိယနိုင်ငံတွေအကုန်လုံးစားပါတော့เนาะအဲ့လိုမျိုးကဝယ်ခြင်းနဲ့ချစ်သူလေးတွေကတော့တရားကိုငွေကြိုလွှဲရမယ်တရားက KLCC နဲ့ပို့ပြီး KLCC ပို့လို့ရောက်တဲ့နိုင်ငံတိုင်းကိုရောက်တယ်เนาะအိုမန်နဲ့ဟိုဟာနေရကြဒူဘိုင်းနေရကြတော့တတ်တတ်ဒလီတခုနဲ့အပ်ပြီးအဲ့အတွက်ကြောင့်မလို့နိုင်ငံခြားကနေပြီးတော့အားပေးခြင်းနဲ့သူတွေရှိရင်လည်း ယုံကြည်စိတ်ချစွာအပြည့်လို့ရပါတယ်ကိုယ့်ရဲ့မြန်မာနိုင်ငံမှာရန်ကုန်မှာကိုနဲ့တိတဲ့သူရှိတယ်ဆိုရင်လေကိုယ်တိုင်ကိုကြ လာကြည့်လာကြည့်ပြီးတော့မှလာယူပြီးကိုယ်တလီနဲ့ကို အပ်ပြီးတော့မှယူလို့ရတယ်လို့တရားကိုပဲယုံနေအစင်ပြေတယ်ဘာမှမဖြစ်ဘူးဆိုရင်လေဒါကိုယုံကြည်စိတ်ချရဲဆိုရင်လေတရားကိုငွေလွှဲပြီးပြီဆိုရင်တရားဒီနေ့ငွေလွှဲပြီးလို့အချိန်မီရင်ဒီနေ့ချက်ချင်းတော့ပို့ပေးလိုက် ဒီနေ့ကငွေက10နိုင်နောက်ပိုင်းမှာပဲဝင်တယ်ဆိုလို့ရှင်တော့ဒလီယာနောက်ရက်မှာပို့ပေးတယ်အဲ့ဒါကမျိုးတွင်းမဲ့ဖြစ်ပြည်တွင်းမဲ့ဖြစ်ဖြစ်ပြည်ပပဲဖြစ်ဖြစ်တူတူပဲကျမဒါ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 ရဲ့ပုံစံလေးပြောပြပါတော့အဲ့တော့ဝင်တဲ့သူတွေအကုန်လုံးကိုလည်းဒီ channel အတူပါတွေတတိထားစေခြင်းပဲအခုလောလောဆယ်တော့မကြားရသေးဘူးသူများတွေကြားနေရတယ် အဲ့တော့ကို့ဥစ္စာမကြားရသေးဘူးအချိန်မရွေးဖြစ်နိုင်တယ်ဘာကြောင့်ဆိုတော့လူလိမ့်ဆိုတာဂျိုးမပါတော့ဘသူလိမ့်မယ်မသိဘူးလူရောက်များစွာကဒီထဲမှာဝင်ကြည့်နေတာဖြစ်တဲ့အတွက်သူတို့ဒီ ID အချက်လက်တွေတောင်းလို့မှာအဲ့အတွက်ကြောင့်မလို့ဒါရကဒါရရှယ်ဈေးဝယ်ထားတဲ့သူတွေ Viber နဲ့ဆက်သွယ်ရင် Viber နဲ့ပဲဖုန်းနဲ့ဆက်သွယ်တဲ့သူတွေလည်းဒါဖုန်းတစ်ခါမှပြန်မဆက်ဘူးလိမ့်စာဖုန်းနံပါတ်အတိကျပေးနော်ငွေလွှဲပြီးပြီဆိုရင် ဖုန်းဆက်လိုက်ဒါပဲဒါလာပြောရင်ရှင်းရှင်းအဲ့တော့ပစ္စည်းပို့ပြီးပြီဆိုရင် ဒါဆိုရင်ဘယ်နေ့ပစ္စည်းပို့မလဲဆိုရင် delivery ကလွှဲပြီးပြီဆိုတာနဲ့ဒီနေ့လွှဲရင်မနက်ဖြန်ချင်းချင်းပို့ပြီမနက်အစောပိုင်း7:00နာရီအရှိပိုင်းမှာလွှဲထားရဆိုလို့ရှိရင်ညနေပိုင်းတစ်ခါလဲပါတယ်ဒီနေ့တစ်ခါလဲပါတယ်အဲ့ဒီပုံစံလေးတော့ရှိရပါတော့အဲ့တော့အိမ်အငွေချင်းနဲ့ပဲတရာပို့ရဲဖုံးဆက်ပြီးတော့မှငွေကြိုလွှဲခိုင်းခြင်းလည်းမရှိဘူးအီတလီကတော့ခင်ဗျဘိုင်ဘာနေဆက်သွယ်ပြီးစကားပြောထားတူတယ်ဖုန်းခေါ်ပြီးပြော သတိထားမယ်အချက်ပေါ့နော်နောက်တစ်ချက်က26213လုံးဖုန်းနံပါတ်တစ်လုံးနဲ့ပဲဒါသာသုံးတယ်ကြံတဲ့ဖုန်းနံပါတ်ဆိုရင်တော့အမလည်းမခံတောင်းဝန်လည်းမရှိဘူး26213လုံး662တစ်လုံးနဲ့တရာကိုင်းတဲ့ဖုန်းမှာတစ်လုံးနဲ့ကိုင်းလို့ဆိုတာဒီအလုံငန်းနဲ့ပတ်သက်နဲ့ကိုင်းတာ26213လုံး662လောလောဆယ်တစ်လုံးပဲကိုင်းပါတယ်အာအရှိမက6953935တင်5ရဲ့ဖုန်းနံပါတ်လေးတွေတင်ထားတာရှိရပေါ့နော်အခုနောက်ပိုင်းတော့26213လုံး662 တစ်လုံးနဲ့ပဲအဓိက Viber သုံးနေပေါ့နော်6ခု5ခု3ခု5.5ကတော့ဖုန်းနေတစ်ခါတလေဆက်တယ်ပေါ့ Viber တော့ဖြည့်ဘူးအဲ့ဖုန်းနဲ့26နဲ့13လုံး66နဲ့တစ်လုံးနဲ့သာ Viber ဖြည့်တယ်ဖုန်းဆက်မယ်လိုအပ်တာအကုန်လုံးကိုပြုံးလို့ရပါတယ်မတိတာလိုအပ်တာတွေဒါမှမဟုတ်တရားရဲ့ပစ္စည်းတွေနဲ့ပတ်သက်လို့တရားပေးတဲ့စာပေတင်နဲ့ပတ်သက်လို့အဆင်မပြေရဆိုရင်လည်းဒါကိုအချိန်မီးပြုံးလို့ရပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ် နေတိုင်းနေတိုင်း like လေးတွေအားပေးပါတကယ်လို့ဒရာတင်တဲ့ post လေးတွေဒရာတင်တဲ့ video လေးတွေအူဖြဖြာကြည့်ချင်တယ်ဆိုရင်တော့ဒရာရဲ့ channel လေးကို subscribe လေးလုပ်ပေးပါ like and subscribe လုပ်ပေးပါပြီးရင်ဘေးနာလူဒီခေါင်းလောင်းလေးမှာရောက်တကန်ဂူရူလူဒီခေါင်းလောင်းလေးမှာ all ဆိုပြီးတော့ခလုတ်လေးကိုပြောင်းထားတယ်ပဲအဲ့ဒါဆိုဒရာဘာတင်တင်တန်းတက်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပါဒရာဘာတွေရောက်လာလဲ stainless steel ရောက်နေနောက်တစ်ခု925နဲ့ကြောက်မြင့်ရတနာလေးတို့925နဲ့လောက်တယ်ငွေနဲ့လောက်တယ် အဲ့လိုမျိုးလေးရောက်มาတယ်ရှင်ကြီးစုံမြိုက်တမိုင်းเนาะအားလုံးမတတ်တာ